အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အသုံးများဆုံး note ချင်းမျိုးကိုသင်ပေးတော့ပါမယ်ပထမဆုံးတစ်မျိုးအကြတော့ဒီ whole note ပေါ့နော် whole note ကကြတော့တပတ်မှာ၄ပြီးရှိလို့ရှိရင်၄ပြီးစာလုံးကိုအတန်းဆွဲထားရမှာပေါ့နော်ဟိုမှာ1 2 3 4 1 2 3 4 1 2 3 4 1 2 3 4 okay အဲ့ဒါကိုကျွန်တော်တို့ဒီမှာတခြား guitar pro software ထဲမှာကျွန်တော်လက်ကွာနှစ်ကွာတည်းနဲ့ထည့်ပြီးတော့ကျွန်တော်တီးပြသွားပါမယ်ပထမဆုံးတီးရမယ့်လက်ကွာကျတော့ C ပေါ့နော်ဒီမှာ C C ကိုနေပြီးတော့ဒီမှာတချို့သုံးခွင်ကိုနှိပ်လိုက် C နောက်ပြီးတော့ F တန်း9ပေါ့နော် F တန်း9 F တန်း9လေးဒီလက်ကိုချွတ်သုံးခွင်နောက်ပြီးတော့ဒီမှာနှစ်ချွတ်တခွင်သုံးချွတ် 2ကွင်လာပြီးတော့၄ဂျို3ကွင်ဒါဆိုရင် F အတန်းနိုင်ပေါ့နော်အဲ့ဒီ2ကွက်တင်းနဲ့ပေါ့နော်ဒီမှာဒီလန်ဒီလန်နဲ့လန်လန်ညိုနဲ့လက်တန်းကိုမလွန်နဲ့ပေါ့နော် လက်ကွက်ပြောက်ရဲ့ချိန်မှာဒီလက်ကလေးနဲ့လက်တကြီးနှစ်လျှောက်ပဲဒီငါဂျိုကနေပြီးတော့၄ဂျိုအဆင်လိုက်ဒီဒီလကကြတော့လက်လက်ကလေးကကြတော့၃ဂျိုရောက်သွားမှာပေါ့နော်โอเคအဲဆိုရင်တော့

ဆိုရင်လည်းသစင်တော်တော်များများမှာဒီ free buy တွေမှာတော်တော်များများမှာပါတာပေါ့နော် free တီးတဲ့နေရာတွေမှာဥပမာကိုကဥပမာကိုကထွန်းတဲရင်ထွန်းတဲသလိုမျိုးဒီဟိုနို့ကိုအသုံးချလို့ရတာပေါ့နော်သစင်အဆုံးပိုင်းတွေမှာလည်းဒါတီးတာလည်းများတာပေါ့နော် okay နောက်တစ်ပတ် now note တစ်ခုအကြတော့ half note half note အကြတော့သူကတပီး တပားမှာလေးပြီးရှိလို့ရှိရင် နပီးစာနပီးစာအတန်ဆွဲရမှာမဟုတ်ဘူးမှာ1 2 3 4 1 2 3 4အိုမာဟိုအနင်းနင်းလေးနဲ့ဝေးမှာဆိုရင်နင်းနင်းလေးရတော့ငါတို့ဝေးရပြီငါလေးဆောင်ပြန်လို့အဆက်လို့ရရမတိတ်တွေကြံခဲ့ပြီငါလေးဆောင်ပြန်လို့အဆက်လို့ရမယ် ာတို့နေရာမို့ဘယ်နေရာမှမပြတ်နိုင်ဘူးမင်းနဲ့နေစရာဒီအလေးပိုင်လောက်မှအလေးပိုင်လောက်မှပါတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ half note လို့ခေါ်တာပေါ့နော်အဲ့ဒါကိုကျွန်တော်ဂီတာပရိုနဲ့တီးပြပါမယ် ဆိုရင်ဒီခုနတီးခဲ့တာအဲ့ဒါကြတော့ half note ပေါ့နော်နပီးစာအတန်ဆွဲထားရမှာပေါ့နော်ကဲနောက်တစ်ခုကကြတော့ quarter note quarter note ကကြတော့တပီးမှတစ်ချက်တစ်ချက်တီးတာဟာ1 2 3 4 1 2 3 4ဘုမာဆိုရင်ဒီကတရှင်းတဲ့ပုံနဲ့ကျွန်တော်အစံတီးပြပါမယ် ပြင်းရွေတက်ခါမှာတရားပါရစ်စ်သူပြုံးကဲတီတီချင်းမှာဆိုရင်လဲပေါ့နော်ပထမဆုံးဘတ်တွေမှာဝမ်တပီးမှာတစ်ချက်တစ်ချက်တီးပြီးတော့လိုမျိုးတီတီလို့ရတာပေါ့နော်အရှင်တော်တော်များများဘတ်စ်တင်မှာတခါတည်းတပုံးလုံးကိုဆလိုကိုကိုနဲ့ပဲတီးရဆိုရင်ဒါအယိုးရှင်းတာပေါ့နော်ပထမဆုံးဘတ်စ်တင်မှာတစ်ချက်တစ်ချက်ပြီးတပီးမှာတစ်ချက်တစ်ချက်ရိုက်ပြီးတော့အရှင်တော်တော်များများမှာတီးလို့ရှိရင်ပို့ပြီးတော့အမ်ပလန်ဖြစ်ဖြစ်ပေါ့နော်ကိုကကို ဂီတာတိတလုံးတွင်နဲ့တိမယ်ဆိုရင် တပုံးလုံးကိုဆလိုကိုတိမယ်ဆိုတာယူသွားမယ်ပေါ့နော်အဲမယူသွားရအောင်တွဲဆိုပြီးတော့ဒီဘတ်စတင်မှာအဲတပီးမှာတချက်တချက်ပုံမှန်လေးတီးသွားအဲ့ဒါဆိုရင်နော်ဂီတာပရိုဆော်ဝဲနဲ့ဒီအီကော့တာနိုကိုလိုက်ပြီးပြပါမယ်။ ဒါဆိုရင် now နောက်ထပ် note တစ်ခုကကြတော့အိမ် note အိမ် note ကကြတော့1 and 2 and 3 and 4 and 1 and 2 and တော့အားတော့တီးရမှာပေါ့နော်တပီးမှ20 20တီးရမှာတပားမှာဆိုရင်အဲဟိုဟာပြမှာပေါ့နော်6 6ဆက်တီးရမှာပေါ့နော်အဲ့ဒါကြတော့ကျွန်တော်တို့အိမ် note လောက်ခေါင်းမှာပေါ့နော်ဒီခုနတီးခဲ့တဲ့ဆော့ဆော့တီးခဲ့တဲ့ quarter note နဲ့အိမ် note နဲ့ပေါင်းသွားလို့ရှိရင်တရှင်းတော်တော်များများမှာ light တီးလို့ရမှာပေါ့နော်ဥပမာ လေးဖြူသချင်းနေငေးသချင်းနေဆိုရင်တော်တော်များများဒီ raw သချင်းနေမှာဆိုရင်ဒီ cotton တော့တပီးမှတစ်ချက်တီးတာနဲ့တပီးမှနှစ်ချက်တီးတာရောပြီးတော့တီးတီးတော့တာသချင်းနေအများကြီးရှိတယ်ဘောနော်ဘုန်းမှာဘုန်းမှာ1 2 3 and 4 and ဘောနော်ဒီငေးသချင်းနေမှာဆိုရင်လေတော်တော်များများပါတာဘောနော်ကဲအဲ့ကျွန်တော်ဂီတာပရိုဆောင်းဝဲဂီတာပရိုဖွင့်ပြီးတော့ light ပြပါမယ်တူတူ ောက်ထပ် note note တစ်မျိုးအကြတော့ဒီ crab လဲပေါ့နော်တပီးမှာသုံးချက်အညီများလေးပုံမှန်လေးတီးတီးသွားအောင်ပေါ့နော်1 and a 2 and a 3 and a 4 and a 1 and a 2 and a 3 and a 4 and a ဒီတပီးမှာသုံးချက်သုံးချက်ပုံမှန်လေးတီးသွားလို့ရှိရင်ဟိုမှာ say a this တွေလိုမျိုးဖန်တီးလို့ရတာပေါ့နော်အဲ့ဒါကျွန်တော် guitar pro software ဖွင့်ပြီးတော့ light ပြပါမယ် two, three, four. အဲ့ဒါကြတော့ဒီတပင်းမှာတုံးချက်တုံးချက်တီးတော့တာပေါ့နော်အဲ့ဒါကြတော့ ဟိုဒီ triplet လို့ခေါ်တယ်။ Okay နောက်နောက်နှုတ်တစ်မျိုးအကြတော့အိမ်နှုံးနဲ့ဒီ68အော်16နှုံးနဲ့ sorry အိမ်နှုံးနဲ့16နှုံးနဲ့ပေါက်တော့တာဗောနော်ဒီမှာဆိုရင်1ဆိုတာအိမ်နှုံး1ပြီးရင်ခြေတော့ဒီအကြောမှာကြတော့တစ်ချက်တည်းရမှာဗောနော်ခြေတော့အကြာမှာကြတော့တစ်ချက်1ဘောမှာ1 e and a ဘော1 e and a 2 e and a 1 e and a 2 e and a 3 and a 4 အစိမ့်ငယ်လေးရေတွက်လို့ရတာပေါ့နော်အဲ့ဒါကိုကျွန်တော် guitar pro ဖွင့်ပြီးတော့ light ပြပါမယ်1 2 3 နောက်ထပ်နှုတ်တစ်မျိုးအကြတော့16နှုတ်နဲ့အိမ်နှုတ်နဲ့ပေါက်ဆက်ထားတာပေါ့နှမျိုးသူကကြတော့တောင်းဟာတောင်းပေါ့တောင်းဟာတောင်း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 ဒီလိုလိုက်ကြည့်ရမှာပေါ့နော်အဲဒါကျွန်တော်ဒီ guitar pro software ဖွင့်ပြီးတော့ like ပြပါမယ် အဲ့ဒါဆိုရင်နောက်ထပ်တစ်ခုအကြတော့ဒီမှာ16 note လာပြီပေါ့နော်16 note အကြတော့ဒီအသုံးတော်တော်လေးများတယ်16 note လဲသူကတပီးမှာ လေးချိုက်တီးရမှာ1 E and A 2 E and A 3 E and A 4 E and A တောက်အ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 ပေါ့နော်အဲ့ဒါတောက်အတောက်အတွေကိုကျွန်တော်ဒီမှာအပေါ်ပင်းတာဟိုအသင်္ကတန်လေးနဲ့ဖြစ်ဖြစ်ဒီဒီ D F D D U D U ဖြစ်ဖြစ်အဲ့ဒါအမြဲပြပြပြထားပေးပါမယ် two, three, four. ဒီ notes မျိုးကိုတခြားလေးပတ်ချွန်ချွတ်ချင်ပိုက်ပိုင်းနိုင်တိတက်တော့ပြီဆိုရင်ဗာတရှင်းဆိုလာလား ဟိုဟာပို့ပြီးတော့ဟိုဟာအရင်ကနေစာပြီးတော့စစ်စနစ်ကြကြတည်တဲသွားမှာပေါ့နော်ဒါပေမဲ့တခုရှိရကဒီ notes တခုကိုဟိုတန်းပြီးတော့တမျိုးလေးလေးကျင့်တာဒါဆိုရင်ပေါ့ပြီးတော့ပေါ့နော်ဥပမာ cotton note နဲ့အိမ် note နဲ့ပေါ့တာဖြစ်ဖြစ် cotton note နဲ့ခုန half note နဲ့ဖြစ်ဖြစ်ပေါ့နော် trap နဲ့ note နဲ့ဖြစ်ဖြစ်အဲ့လိုမျိုးပေါ့ပေါ့ပြီးတော့ရောပြီးတော့လေ့ကျင့်လို့ရှိရင်ပို့ပြီးတော့ထီရောက်တယ်ပေါ့နော် okay ဒီတော့ဆိုရင် simple နားမလည်တာရှိလို့ရှိရင်လည်း comment တွေပါတယ်မှာကျွန်တော်ကိုဟိုကြီးပေးခဲ့လို့ရတာပေါ့နော်ပြီးတော့ဂီတာတင်တဲ့ကျွန်တော်မှဒီထိုင်းနိုင်ငံဘန်ဘောအီကရှိုင်မှာဘန်ဘောဈေးအနည်းမှာဂီတာတင်တဲ့ဖွင့်ထားပါတယ်လို့